မင်္ဂလာပါရှင်။မက်ရှလာခုနှစ်ရဲ့တောက်ချာနေ့အတွက်ရှေရငုံရဲ့လှလှရှရှရငုံတရေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ကျွမ်းချင်မြန်မာလှူတာ24ဦးကို pilot project ဖြစ်ရုရှားသူကနဦးစေလွတ်တဲ့တရင်ဖြစ်ပါတယ်။ပြည်ပလောက်ကင်အကျိုးဆောင်လိုင်စင်ရ agency ဖြစ်တဲ့ Vista International Company Limited ရဲ့အစီအစဉ်နဲ့ကျွမ်းချင်မြန်မာလှူတာ24ဦးကိုရုရှားနိုင်ငံသူမက်ရှလာ9ရက်နေ့ကကနဦးစေလွတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အစုပါမြန်မာလူသားတွေဟာရုရှားဖက်ဒရေးရှင်းနိုင်ငံက Joint Stock Company Indes Company Limited ရဲ့စက်လုပ်ရေးလုပ်ငန်းခွင်မှာအလလုကြမှာဖြစ်ပြီးတော့၎င်းကုမ္ပဏီကိုစေလုပ်ဖို့ကျွမ်းကျင်မြန်မာလူသား54ဦးရှိတဲ့အနက်ကနေလူသား24ဦးကို Pilot Project ဖြစ်စေလုပ်ခဲ့တာလို့ဆိုပါတယ်ယခုလိုရုရှားနိုင်ငံကိုလုတ်သားစေလုပ်ဖို့နှစ်နိုင်ငံတရားဝင် MOU လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေမယ့်မြန်မာရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရည်ရှိတည်ထောင်ခိုင်မြဲစေရင်းနဲ့ မြန်မာနိုင်ငံမှာလုံသားများအလုတ်ကင်အခွင့်နဲ့အသည့်များရှာဖွေနိုင်ရေးရှိရှိပြီးဆေးလွတ်ခဲ့တာလေးဖြစ်ပါတယ်။အဲ့ဒီလိုဆေးလွတ်နိုင်မှုအတွက်ပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်နေ့ကအလုတ်ရှင်အလုတ်သမားအလုတ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုခြင်းမက်ရှလာ3ရက်နေ့မှာတော့ပြည်ပအလုတ်ကင်လမ်းညွန်တင်နန်းတင်ကြားပို့ချခြင်းနဲ့ပြည်ပအလုတ်ကင်အလုတ်သမားတပ်သေးကံက OWIC ပြုလုပ်ပေးခြင်းတွေကိုလှုပ်ထုံးလုပ်နည်းများနဲ့အညီဆောင်ပေးခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ အင်းစိန်အောင်ဆန်းရက်ွက်တွင်ဖြစ်ပွားတဲ့မိလောင်မှုနေအိမ်၆လုံးဆုံးရှုံးတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်အောင်ဆန်းရက်ွက်ရွာသစ်တလမ်းမှဖြစ်ပွားသောမိလောင်မှုအတွင်နေအိမ်၆လုံးဆုံးရှုံးကမိသက်တပ်ဖွဲ့ဝင်တအူးနဲ့အမျိုးသမီးတအူးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါမိလာမှုဟာမက်ရှလ6ရက်မိုးလယ်12:46မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီးအခင်းဖြစ်နေရသူအင်းစိန်မြို့နယ်မီသက်စကန်နှင့်မယန်းကုန်းမြို့နယ်မီသက်စကန်တို့မှမိငိမ့်သက်ရင်များနှင့်အတူနေမြေကန်လူမှုကူညီအသင်းများမှထွက်ခွာငိမ့်သက်ကြရာမိုးလယ်12:00မိနစ်အချိန်တွင်မိငိမ့်သွားကြောင်းသိရပါရရှင်။